တင်ဒါကင်းစာလို့ပြောလိုက်တာနဲ့တော်တော်များများဆိုလို့ရှိရင်မိမတွေမှာပဲဖြစ်တယ်လို့ထင်ကြတာပေါ့နော်အမှန်တကယ်မှာဆိုလို့ရှိရင်ယောက်ျားလေးတွေမှာလည်းဖြစ်တတ်တယ်ယောက်ျားဖြစ်ဖြစ်မိမဖြစ်ဖြစ်ပေါ့နော်မွေးလာကလေးကဒီကိုယ့်ရဲ့နှုတ်ပြွန်တွေထဲမှာဆိုလို့ရှိရင်ရင်သားတစ်ရှူတွေပါတာပေါ့နော်အချိန်ကြာလာတဲ့နဲ့အများဖြူးဖြူးမှုကွာလာပေမဲ့ယောက်ျားရောမိမရောပေါ့နော်တင်ဒါကင်းစာဖြစ်နိုင်ခြေတွေရှိပါတယ်အကြောင်းမို့လို့ဒီနေ့ယောက်ျားလေးတွေမှာရောရင်သားကင်းစာဖြစ်နိုင်လားဆိုတာကိုမျှဝေတွေးမှဖြစ်ပါတယ်နော် ော်အားလုံးမင်္ဂလာပါနော်ဝီကျော် sharing channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်နော် ဒီနားခင်စာဆိုလို့ရှိရင်မိမတွေနဲ့ယောက်ျားလေးတွေမှာဆိုလို့ရှိရင်ဘသူကပို့ပြီးတော့ဖြစ်များလဲပေါ့เนาะအမှန်တကယ်မှာဆိုလို့ရှိရင်တော့မိန်းကလေးတွေကပို့ပြီးတော့ဖြစ်များပါတယ်ယောက်ျားလေးတွေကဖြစ်ဖို့တာပါစင်အောက်လောက်ဝတာရှိပါတယ်ဒါပေမဲ့ဘလို့လက္ခဏာတွေပြမလဲဆိုလို့ရှိရင်အများတော့အားဖြစ်ဆိုလို့ရှိရင်ပေါ့เนาะယင်နားမှာအလုံးခဲတစ်ခုဖြစ်လာတာကိုသတိထားမိနိုင်တယ်ဒါတွေမဟုတ်ပဲねဒီနို့ဒီကောင်းတွေမှာလဲအပြောင်းလဲတချို့တွေလဲသတိထားမိနိုင်တယ်ပေါ့เนาะဥပမာအနီရဲလာတာမျိုးတွေအီခွန်လန်လာတာမျိုးတွေနို့ ို့ရေထွက်လာတာမျိုးတွေပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒီလက္ခဏာကိုပြပါတယ်နော် ဆိုလို့ရှိရင်ယောက်ျားတွေမှာကဘာကြောင့်ရင်နာခင်သာဖေးရတာလဲဆိုလို့ရှိရင်ဘသူမှတိတိကျကျတော့မပြောနိုင်ဘူးပေါ့နော်လေးလာသွေးရှိမှုရဆိုလို့ရှိရင်မျိုးရိုးပြီစပြောင်းလဲလည်းဖြစ်နိုင်သလိုဟော်မွန်ပနာနာတွေအပြောင်းလဲတွေလည်းသက်ဆိုင်တယ်လို့ယူဆထားကြတာပေါ့နော်ဒါပေမဲ့ဘယ်အတက်ရွယ်တွေမှာပို့ပြီးတော့ဖြစ်လဲဆိုလို့ရှိရင်အမျိုးသားတွေနေနဲ့ကတော့အသက်ကြီးလာလေလေရင်နာခင်သာဖြစ်နိုင်ကြီးရမြင့်မားလာတာပေါ့နော်ပြက်မြင့်များအားချင်းဆိုလို့ရှိရင်အမျိုးသားရင်နာခင်သာဖြစ်မှန်စသတိတဲ့အရွယ်ဆိုလို့ရှိရင် င်အသက်80နဲ့နှစ်လို့လည်းပြောလို့ရနိုင်ပါတယ်နော်။အရက်တောက်တတ်တဲ့ဒီယောက်ျားလေးတွေဆိုလို့ရှိရင်အရက်ကိုအလွန်ကျွံတောက်လေးရှိတဲ့အမျိုးသားတွေမှာဆိုလို့ရှိရင်ညင်သားခင်စာဖြစ်နိုင်ခြင်းကပုံမှန်ထက်မြင့်ပါတယ်နော်။အရက်ကအသက်ကိုလည်းထိခိုက်စေပြီးတော့ဟော်မွန်ပဏာနာကိုလည်းသူကပြောင်းလဲစေတယ်။အဲ့ဒီတော့ကြောင့်မို့လို့ဒီ isin pro ကျင်ပနနာမြစ်တက်လာတဲ့အခါမှာဆိုလို့ရှိရင်ဟင်သားခင်စာဖြစ်နိုင်ခြေကပို့ပြီးတော့လိုက်မြစ်တက်စေတယ်နော် ဒါဆိုလို့ရှိရင်ရင်သားကင်စာဖြစ်နိုင်ခြင်းမြစ်တက်စေတဲ့တမရည်တချို့ကပါတွေဖြစ်စေလဲဆိုလို့ရှိရင်ညင်ဘက်ကိုနေအောင်ကြည့်ပစ်ပြီးတော့ကုတာမှုခံယူဖူးတဲ့သူတွေဆိုလို့ရှိရင်တော့ဖြစ်နိုင်ရဲ့ပြီးလို့ရှိရင်အစီကြိုက်ကင်စာဂွေးစစ် ကင်ဆာတွေပြီးလို့ရှိရင်ဒီပြဿနာတွေကြောက်ပေါ့နော်အာအီစထရိုဂျင်တွေတောက်ခရရင်တော့ဒီဂွေးစိတ်ခွဲစိတ်ထုတ်မှုခံယူမှတာလည်းအသက်ကြီးမှဒီပါချက်ရောင်လည်းယောဂဖြစ်ခဲ့မယ်ဆိုလို့ရှိပေါ့နော်ဒါကပို့ပြီးတော့ဖြစ်မြင့်သက်စေတယ်နော်နောက်တစ်ခုကကြတော့မျိုးရိုးဗီဇပေါ့နော်အဲ့ဒီထဲမှာဆိုလို့ရှိရင်ဥပမာကိုယ့်ရဲ့အမျိုးဆွေတွေထဲမှာဆိုလို့ရှိရင်ရင်နာကင်ဆာဖြစ်ပူးတဲ့သူတယောက်ယောက်ရှိခဲ့တယ်ဆိုလို့ရှိရင် ကိုယ်စီမှာလည်းရင်တားခင်စာဖြစ်နိုင်ကြီးရပို့ပြီးတော့မြင့်မာတယ်လို့ပြောလို့ရတယ်နော်မြို့သားတွေမှာပေါ့နော်ရင်တားခင်စာအများစုဆိုလို့ရှိရင်နှုတ်ပုံချောင်းကနေပြီးတော့စဖြစ်တယ်ပေါ့နော်နှုတ်ရည်ပြုတ်တဲ့ကလေးတွေကနေစီပြီးတော့ဒီမြို့သားစီမှာနေပါတာကြောင့်အဲ့ဒီကနေသစီပေါ့နော်ရင်နာအယောင်ကိုင်းပြီးတော့ဖြစ်တဲ့ခင်စာမျိုးတွေပေါ့နော်ပြီးလို့ရှိရင်နာအထိမခံနိုင်ပဲနဲ့ရောင်ရမ်းပြီးတော့ပုံနွေးနေတာမျိုးတွေဆိုလို့ရှိရင်ခင်စာဖြစ်နိုင်ကြီးရပို့များပါတယ်နော် ကဲဒါဆိုလို့ရှိရင်အမျိုးသားတွေမှာရောရေနာကင်စာဖြစ်နိုင်လားဆိုတဲ့အဖြေကိုအားလုံးသိပြီးလိုက်မယ်လို့ထင်ပါတယ်နော်ဝီရိုရဲ့နောက်ထပ်ဗီဒီယိုတွေကိုဆက်လက်ပြီးတော့ကြည့်ရှုနိုင်အောင်နူတီနဲ့ Subscribe လေးလည်းနှိပ်သွားပေးဖို့မမေ့ပါနဲ့နော်